ပရိုဆန်နဲ့အီလီယော့ရဲ့ပြောင်းရွှေ့ခြင်းနဲ့လီဗန်ပူးရဲ့လက်တလောတိုက်စစ်အခြေအနေအလုံးမဲမင်္ဂလာပါရှင်စပော့ခ်ဘာကနေပြန်လဲကျူဆူလိုက်ပါတယ်လီဗန်ပူးတင်းရဲ့တိုက်စစ်ကစားသမားခီယေဇာအနေနဲ့လီဗန်ပူးကနေထွက်ခွာခြင်းနေပါတယ်အသက်အရွယ်ရာ28နှစ်ထဲရရှိနေပြီဖြစ်တဲ့ ခီဇာဟာပေါ်ထောက်ကစားခွင့်နေရာတနေရာအတွက်သာလီဗာပူးကိုစွန့်ခွာခြင်းနေပြီးတော့အသင်းကိုသဘောကျရတဲ့အနေနဲ့ထွက်ခွာသွားမဲ့ကစားသမားစီးရင်ထဲမှာပါဝင်လာဖို့ရှိနေပါတယ်။ခီဇာဟာအသင်းကိုချစ်တယ်လို့အသင်းကစားသမားတွေအပေါ်လေးစားယုံကြည်မှုအပြည့်ရှိတဲ့ကစားသမားတူဖြစ်ပါတယ်။ခီဇာလိုပဲအသင်းကနေထွက်ခွာသွားနိုင်တဲ့နောက်ထပ်ကစားသမားလေးကတော့လီဗာပူးကျယ်ပွင့်အီလီယော့ပဲဖြစ်ပါတယ်။အီလီယော့ကလည်းပေါ်ထောက်ခွင့်တနေရာအတွက်အသင်းကိုစွန့်ခွာခြင်းနေတာပါ။ ီဗာပူးဘက်ကလည်းလူငယ်ကျယ်ဝင်ဟာဗီအီလီယော့အတွက်ပြောင်းရွှေ့ကြီးကိုပရိုဆန်ဆန်တိုးမြင့်သတ်မှတ်ထားတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ယူရို2025မှာအင်္ဂလန် U21 အသင်းနဲ့အတူအကောင်းဆုံးခြေစွမ်းတွေကိုပြသနိုင်ခဲ့ပြီးတော့ပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားဆုကိုပါရရှိခဲ့တဲ့ဒီအင်္ဂလန်ကျယ်ဝင်ဟာဗီအီလီယော့အတွက်လီဗာပူးရဲ့တန်ကြီးသတ်မှတ်ပုံကပုံစံခွက်တဲကနေကွဲထွက်နေပါတယ်။ ၂၂နှစ်အရွယ်လူငယ်ကျယ်ဝင်းလေးဟာအနာဂတ်အတွက်ပွဲကစားချိန်ပို့ပြီးတော့ရရှိနိုင်ဖို့အတွက်အသင်းပြောင်းရွှေ့ခြင်းနေရာဖြစ်ပြီးတော့ခေါ်ယူခြင်းနေတဲ့အသင်းတွေကလည်းအများကြီးရှိနေပါတယ်။လီဗာပူးအသင်းအနေနဲ့ဟာဗေးအလီယော့အတွက်ပြန်လည်ခေါ်ယူခွင့်ပါရင်ပြောင်းရွှေ့ခြင်းပေါင်တန်း40မပါရင်ပေါင်တန်း90နဲ့အထက်ရောင်းချသွားခြင်းနေတာဖြစ်ပါတယ်။နောက်ထပ်ပြီးတော့လည်းလက်တလုံးမှာသတင်းကြီးနေတဲ့မက်ကူဟီနဲ့ပတ်သက်ပြီးတော့လီဗာပူးအသင်းဟာအများကြီးလှုပ်ဆောင်နေပါတယ်။ အသင်းတာဝန်ရှိသူတွေကမတ်ကူဟီကိုခေါ်ယူရေးအတွက်ဓာတ်ရိုက်စကားပြောဆိုမှုတွေပြုလုပ်နေပြီးတော့ကစားသမားနဲ့ပတ်သက်ပြီးနာစာကိစ္စတွေခန်းစားခွင့်နေတဲ့အတူနီးပြကြီးအမ်စလော့ရဲ့နီးစနစ်တွေကိုပါပတ်သက်ပြီးတော့ဆွေးနွေးမှုတွေကိုဇက်တိုက်ပြုလုပ်ခဲ့ပါတယ်။နီးပြကြီးအမ်စလော့နဲ့အကစားဒါရိုက်တာရစ်ချတ်ဟူးစ်တို့ကမတ်ကူဟီစီကိုဓာတ်ရိုက်ဖုန်းဆက်သွယ်မှုတွေပြုလုပ်ခဲ့ပြီးတော့ကစားသမားနဲ့၅နှစ်စာချုပ်အတွက်သဘောတူညီမှုရဖို့အတွက်နှိစက်နေပြီလို့လည်းသိရပါတယ်။ ဆက်လက်ပြီးတော့လီဗာပူးအသင်းအနေနဲ့ပဲလစ်အသင်းထံကိုဆက်သွယ်မှုတွေပြုလုပ်ခဲ့ပြီးမြဲလဲမက်ဂူဟီအတွက်လီဗာပူးကပေးချေမဲ့ဈေးနှုန်းနဲ့ပဲလစ်ကလိုချင်တဲ့ဈေးတန်းကကွာဟာချက်ကြီးကြီးမားမားရှိနေပြီးတော့ဒီတစ်ပတ်အတွင်းမှာပဲဆက်ပြီးတော့မှညှိနှိုင်းမှုတွေကိုပြုလုပ်သွားကြမှာဖြစ်တယ်လို့သိရပါတယ်။နောက်ထပ်ပြီးတော့လီဗာပူးအသင်းရဲ့ရည်ရွယ်ချက်ကတိုက်စစ်ပိုင်းအပြောင်းအလဲအတွက်တိုက်စစ်မှုတူကိုခေါ်ယူသွားဖို့ဖြစ်ပါတယ်။ဒီအခြေအနေနဲ့ပတ်သက်ပြီးတော့ front pack အသင်းရဲ့တိုက်စစ်မှုဟူကိုအီကီတီကီနဲ့လည်းစကားပြောဆိုမှုတွေပြုလုပ်ထားခဲ့တာရှိပါတယ်။ ဒါပေမဲ့တိုက်စစ်ပိုင်းအပြောင်းလဲဟာဒါဝင်နူးညက်ရဲ့အပြောင်းရွှေ့မှာမူတည်နေတာဖြစ်ပြီးတော့မှလီဗာပူးကဒါဝင်ရဲ့အပြောင်းရွှေ့ဘာဆက်ဖြစ်လာမလဲဆိုတာကိုစောင့်စားနေပါတယ်။လီဗာပူးအသင်းရဲ့တိုက်စစ်ပိုင်းခေါ်ယူရေးကဒီနေ့ဓမ္မဖွင့်ရင်မနက်ဖြန်မှာဖြစ်လာမယ့်အခြေအနေမဟုတ်ဘဲနဲ့မက်စရိုအနေနဲ့ကတော့စိတ်ရှည်ဖို့လိုအပ်တယ်ဆိုတာကိုသတိထားရပါမယ်။ဘလို့ပဲဖြစ်ဖြစ်လီဗာပူးရဲ့တိုက်စစ်ရေဒါထဲမှာကတော့ Hugo Ekitiki ကပါဝင်နေတယ်ဆိုတာကိုတေချာတလောက်ရှိနေတယ်ဆိုတဲ့အကြောင်းကိုရိုမာနိုကဖော်ပြထားပါတယ်ရှင်။ ဒါကတော့ဒီနေ့ရရှိထားတဲ့လီဗာပူးနဲ့ပတ်သက်တဲ့သတင်းတွေပဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။